language essence dialect pronunciation very god လဲအဲ့ဒီမှာနည်းနည်းလေးရှင်းပြပေးပါမယ် so language ဆိုတာကကျွန်တော်တို့ assistant that we use to communicate ပေါ့နော်ကျွန်တော်အရှင်းရှင်းဆက်သွယ်ပြောဆိုဖို့အတွက်တုံးတဲ့စကားလုံးကိုကျွန်တော်တို့ဘာသာစကားကိုကျွန်တော်တို့ language လို့ခေါ်ပါတယ်ဆိုတော့ english thai japan မြန်မာတရုတ်စသည်အပြင်ပေါ့ဒါတွေကကျွန်တော်တို့ဘာသာစကား language တွေဖြစ်ပါတယ်ဆိုတော့သူအောက်မှာကျွန်တော်တို့ဘာရှိလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ okay uh, dialect ဆိုတာမတော်ခင် access နဲ့ pronunciation ကိုကျွန်တော်နည်းနည်းလေးရှင်းပြရှင်းပါတယ်ဆို pronunciation ဆိုတာတော့ကျွန်တော်တို့စကားပြောတဲ့ပုံစံလို့ပြောလို့အတန်ထွက်တဲ့ပုံစံပေါ့နော်ကျွန်တော်စကားလုံးတစ်လုံးကိုဘယ်လိုအတန်ထွက်မလဲဆိုတဲ့အပိုင်းကိုကျွန်တော်တို့ pronunciation နဲ့ဆုံးဖြတ်လို့ရပါတယ်ကျတော့စကလုံးတလုံးလေးဆိုပေမဲ့ကျွန်တော်တို့ရဲ့စိတ်နဲ့စိတ်ထားကျွန်တော်တို့ရဲ့ emotion ကျွန်တော်တို့ရဲ့အခြေအနေအရာရောက်ပေါ်မူတည်ပြီးတော့လည်းဒီအတန်ထွက်ကအပြောင်းလဲဖြစ်နိုင်ဥပမာဆိုပါစို့ Ray Ray ဆိုလို့ရှိရင်တော့ကျွန်တော်တို့နာမည်ခေါ်တာပေါ့လေ Hey Ray ဘာညာတာလကဆိုတော့အဲအဲ့လိုမျိုးပဲကျွန်တော်တို့တရှင်းဆိုပြီးဆိုလို့ရှိရင်တော့ Ray လို့တော့ပြောလို့မရတော့သူရတန်စီလိုက် Ray 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 စတဲ့အပြင်ပြောသွားမှာပေါ့နော် So okay So နောက်တစ်ခုကတော့ကျွန်တော် dialect ပါ dialect uh, sorry uh accent ပေါ့နော် pronunciation နဲ့အာနည်းနည်းတွေ့ရဖြစ်တဲ့ဟာ accent ကြီးတယ် accent ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ အဗာဝတွေကိုအတံဘလိုထွက်တယ်လဲကွန်ဆိုနန့်တွေကိုဘလိုထွက်တယ်လဲအာပြီးလို့ရှိရင်ကျွန်တော်တို့အာအတီးကတော့အဲ့ဒါပေါ့လေစကလုံးတစ်လုံးကိုကျွန်တော်တို့အတံဘလိုပုံစံနဲ့ဘလို intonation တွေနဲ့ဘလို stress တွေတောင်းပြီးတော့မှထွက်တယ်လဲဆိုရဲဟာကိုအာကျွန်တော်တို့ essence လို့ခေါ်ပါတယ် essence ကနေရာတစ်ခုနဲ့တစ်ခုပါမူတည်ပြီးတော့ကွဲပြားပါတယ်အလွယ်ကူဆုံးပြောလို့ရှိရင် British essence နဲ့ American essence ကိုချတယ်လို့မျိုးပါ Okay ဆိုတော့ pronunciation နဲ့ accent နဲ့ essence နဲ့ဘာကောတလဲဆိုလို့ရှိရင်ကျွန်တော်တို့တိတ်တော့ call လာတယ်တော့မဟုတ်ဘူး essence တဲ့ out ထဲမှာပဲ pronunciation ရှိရလို့လည်းမတားနိုင်ပါဘူးဆိုတော့ဒီ essence နဲ့ accent နဲ့ pronunciation နဲ့ဘာကောတလဲဆိုရဟာကိုကျွန်တော်တို့တော်တော်လေးကို complicated talk complicated topic ဖြစ်ပါတယ်ဒါကြောင့်မလို့အာနည်းနည်းတော့နားလည်ရခက်တယ်ပေါ့နော်ပြီးရင် dialect ရှိရ dialect ဆိုတာဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အာမူရင်းဘာသာစကားတစ်ခုကတစ်ခုနဲ့တစ်ခုခုကနေပြီးတော့မှခွဲထွက်ပြီး အသုံးပြုတဲ့ဘာသာစကားလို့ပြောလို့ရတယ်ဗောနော်ဒါမှမဟုတ်ဒီနေရာမှာတခုရှိတာက dialect တွေဒီဟိုမူရင်းဘာသာစကားနဲ့စကားလို့သတ်မှတ်ထားတဲ့ဘာသာစကားနဲ့ကျွန်တော်တို့ဟိုအခရာတွေဟို ABC ကာယူခခွေစသည်အပြင်ဗောနော်အာအဲ့အဲ့လိုမျိုးတူညီမှုရှိရဒါမှမဟုတ်ကျွန်တော်ဘာတွေကော်လဲဆိုလို့ရှိရင်အတန်ထွက်တဲ့ပုံစံကော်ရတယ်ရရစသည်အပြင်ဗောနော် ဆိုတော့အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကအဲပြီးလို့ရှင်ပါကော့တဲလဲဆိုလို့ရှင်ကျွန်တော်စကလုံးတွေလဲကော့ပါတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့တော်တော်လေးတော့ကိုကိုပြပြဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ပဲကျွန်တော် language တွေက dialect တွေဒီလဲ language တခုဖြစ်တယ်လို့အဲ့လိုမျိုးအဲတင်ပြကြတာတွေဖော်ပြကြတာတွေရှိတယ်ဘောနော်ဒါပေမဲ့နိုင်ငံတကာနိုင်ငံအနေနဲ့ကြတော့ကျွန်တော်တို့ အာ political ဘိုင်းဆိုင်ရာပေါ့နိုင်ငံရေးဘိုင်းဆိုင်ရာအရာကျွန်တော် dialect လို့သတ်မှတ်ထားတဲ့အရာတွေအကုန်လုံးဒီ language အောက်မှာပဲရှိပါတယ်ဆိုတော့ပုံစံမျိုးသတ်မှတ်ကြတာမျိုးလည်းရှိပါတယ်ဆိုတော့ language ဆိုတာတော့ကျွန်တော်တို့ linguistics လေ့လာနေရတူတယ်ဆိုလို့ရှိရင်တော့သိမယ်ပေါ့နော်ဘာသာဘေဒဘာသာစကားကိုလေ့လာနေရတူတွေကို language တွေလို့ခေါ်ပါတယ် okay ဆိုတော့ကျွန်တော်တို့အာပြန်ပြီးတော့မှနည်းနည်းအချင်းချုပ်ပြန်ပြောရလို့ရှိရင်ကျွန်တော်တို့ language ဆိုတာဒီကျွန်တော်ဘာသာစကားဖြစ်တယ် အဲ့ဒါကိုမှကျွန်တော်ပုံစံတူဒါပေမဲ့အာမတူတဲ့စကားလုံးတွေမတူတဲ့ဝါဟာရတွေမတူတဲ့အတန်ထွက်တဲ့နဲ့မတူတဲ့အရက်တွေသားမှာတောင်းတာကိုကျွန်တော်တို့ dialect လို့ခေါ်ပါတယ်ဆိုတော့အဲ့ဒီအောက်ထဲမှာမှပါရှိလဲဆိုတော့ essence ရှိတယ် essence ကကျွန်တော်တို့အမင်းဘယ်နေရာမှာကြီးပြင်းတယ်လဲပေါ့နော်အာအဲ့ဒီပေါ်မှာမူတည်ပြီးတော့မှကျွန်တော် essence ကအပြောင်းလဲဖြစ်နိုင်ပါတယ်ဥပမာအဖြစ်ဆိုလို့ရှိရင် ကျွန်တော်တို့မြန်မာပြည်အလဲပိုင်းက လူတွေနဲ့မြန်မာပြည်အောက်ပိုင်းကအောက်ပြည်အောက်သားတွေနဲ့ကျွန်တော်တို့အတန်ထွက်ပိုင်းမတူတဲ့ပုံစံမျိုးပေါ့ဒါဒါဆိုလို့ရှိရင်တော့ကျွန်တော်ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော် pronunciation ရှိတယ် pronunciation ဆိုတာဒီလဲကျွန်တော်တို့စကလုံးတစ်လုံးကိုဘယ်လိုအတန်ထွက်တယ်လဲဆိုတာကိုဖော်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ dict accent အောက်မှာပဲကျွန်တော်တို့ pronunciation ကိုထည့်လို့ရတယ်ပေါ့နော်ဆိုတော့ language dialect အဲ uh, accent ပြီးရင်နောက်ဆုံးမှာကျွန်တော် pronunciation ရှိမှာပေါ့ ကြာဒီဗီဒီယိုဖိုင်ကတစုံတစ်ခုအကျိုးရှိဖို့မမျှော်လင့်ပါဘူးဆရာကြီးလှုပ်ရှင်တက်တက်တာဖြစ်ပါတယ် see you ah